ပါရှင်။မင်္ဂလာပါခင်ဗျာ။ဒီကနေ့စက်တင်ဘာလ6ရက်နေ့စနေနေ့မှာထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေရဲ့စိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ဖြစ်ပါရရှင်။ဒီအစီအစဉ်ကိုကျွန်မရမင်းဦးနဲ့အတူကျွန်တော်အိမ်ခမ်းမြတ်ကွင်ကြီးတင်ဆက်သွားမှာပါ။ဟုတ်ကဲ့။ကိုအိမ်ခမ်းမြတ်ရေဗာများဖတ်ပြဖို့ဆွေးနွေးထားလိုက်မသိ။အော်ကျွန်တော်ဒီမှာတော့ Daily Level မှာတော့ LeBron တောင်စီမံကိန်းလှုပ်ဆောင်သည့်တရုတ်ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးညာအားလက်နက်ကင်ဆောင်ဝင်းနဲ့ လက်နက်ပစ်ဖောက်မှုတိုင်းတွင်ပင်မကော်မတီအားချက်ချင်းအစီရင်ခံရလက်ဘရောင်းတောင် ESIA အစီရင်ခံစာ၌ဖော်ပြထားတယ်လို့ဒီမှာတော့အရေးထားတယ်ဗျ။နောက် device daily မှာတော့ရန်ကုန်တွင်ကြမ်းဖက်မှုဖြစ်ပွားပါက အချိန်မီထိန်းနိုင်ရန်ရဲရင်အသင့်ပြန်ထားဟုဆိုထားတယ်ဗျဒီမှာစံတော်ချိန်မှာတော့ဖရယ်နှင့်ပတ်သက်သည့်တိုင်းရင်းသားပါတီများ၏ဆုံးဖြတ်ချက်ကိုထောက်ခံအားပေးကြောင်းဒေါ်စုပြောကြားတယ်လို့ခေါင်းစဉ်တင်ထားတွေ့ရတယ်ဗျဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ ဟိုရမင်းအနေနဲ့အော်ကနေပါများဖတ်ကြားထားဖို့အစီအစဉ်ရှိလည်းမသိဘူး။အမ်ဒီနေ့ဖတ်ပြမယ့်အိဒါအာဘော်လေးကတော့ Daily 11ဆာမင်နာလေးမှာဖော်ပြထားတာပေါ့နော်။ခေါင်းစည်းလေးကတော့သူကဥသာပေးဝါဒခရိုနီဝါဒနဲ့ဆွေမျိုးကောင်းစားရေးဝါဒတဲ့။ဟုတ်။ဥသာပေးဝါဒဆိုတာတဲ့အလွန်ကျယ်ပြန့်တဲ့အသုံးအနှုန်းတစ်ရပ်ပါတဲ့။အခြေခံအားဖြင့်ဥသာပေးဝါဒဆိုတဲ့အတိုင်းအလုပ်တစ်ခုမှာတစ်စုံတစ်ဦးကိုအကောင်းဆုံးလုပ်နိုင်တာကြောင့်မဟုတ်ဘဲနဲ့ဥသာပေးခြင်းဖြစ်ပါတယ်တဲ့။ အလုံနဲ့မဆိုင်မဲ့ပုံကိုအေးရကြိုက်ခြင်းမကြိုက်ခြင်းမိမိကြိုက်နှစ်သက်တဲ့အုပ်စုတစ်ခုအတွင်းမှာရှိခြင်းစတဲ့အချက်တွေကိုဦးစားပေးခြင်းဖြစ်ပါတယ်။အလုံများခံထားခြင်း၊ဂုံပြုစုများပေးခြင်းနဲ့ contract များပေးခြင်းစတဲ့နေရာမှာဦးစားပေးဝါဒဆိုတဲ့စကားလုံးကိုအသုံးပြုလေးရှိပါတယ်။အာနာရှိရဲ့သူကသူရွေးကောက်တင်မြောက်ခံရအောင်ကူညီပေးခဲ့တဲ့လူကိုအစိုးရအလုံရာတို့များပေးကသူကောင်းပြုခြင်းစတဲ့ကိစ္စတွေမှာတဲ့ဦးစားပေးဝါဒကိုသုံးဆွဲပါတယ်။ အလောက်ကိုင်းအတွက်အရေးချင်းနဲ့အတွေ့အကြုံရှိရတဲ့ပတ်သက်ဆွံ့နွယ်မှုကသာအရေးပါတဲ့သဘောဖြစ်ပါတယ်တဲ့ဥသာပေးဝါဒဆိုတာဟုတ်ကဲ့ခရိုနီဝါဒဆိုတာတော့ပုံမူတိကျတဲ့ဥသာပေးဝါဒတစ်မျိုးဖြစ်ပါတယ်တဲ့မိတ်ဆွေအပေါင်းအသင်းပတ်သက်ဆွံ့နယ်တွေသူတွေကိုဥသာပေးခြင်းဖြစ်တယ်ခရိုနီဝါဒထက်ပုံမူချင်းမြောင်းတဲ့ဥသာပေးဝါဒအမျိုးအစားတော့ဆွေမျိုးကောင်းစားရေးဝါဒဖြစ်ပါတယ်တဲ့ဆွေမျိုးတွေကိုဟုတ်ကဲ့ဥသာပေးတာပေါ့နော် ဦးစားပေးဝါဒခရိုနေဝါဒနဲ့ဆွေမျိုးကောင်းစားရေးဝါဒတွေအားတဲ့ကျင်းဝတ်ဆိုင်ရာပြဿနာတွေလည်းဖြစ်တယ်တဲ့ကျင်းဝတ်ဆိုင်ရာမှာအခြေခံကြာဆုံးချက်ကတရားမျှတမှုဖြစ်တယ်တဲ့အဲ့လိုတရားမျှများတတ်တာဆက်ဆံဖို့ဆိုရင်လိုအပ်တဲ့ထိုက်တန်မှုမရှိတဲ့သူတွေကိုအသာစီးရအောင်ပြုလုပ်ပေးတာကြောင့်မလို့ဦးစားပေးဝါဒခရိုနေဝါဒနဲ့ဆွေမျိုးကောင်းစားရေးဝါဒအားလုံးဟာတရားမျှတရေးအတွက်စူးညောင်းခလုတ်တွေဖြစ်ပြီးတော့ကျင်းဝတ် ကိုနှောက်ယှက်ဖျက်ဆီးပါတယ်။အများပြည်သူနဲ့ဆိုင်တဲ့လောကမှာအဲဒီဝါဒတွေကကောင်းမှုသူစရိုက်တွေကိုလျော့ပါစေနိုင်တယ်။ဒါကြောင့်နိုင်ငံတစ်နိုင်ငံမှာအစိုးရအဖွဲ့တစ်ခုနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေမှာဥစားပေးဝါဒ၊ခရိုနီဝါဒနဲ့ဆွေမျိုးကောင်းသားရီဝါရတွေလွှမ်းမိုးနေပါကအဲ့ဒီအစိုးရအဖွဲ့တွေဝိုးတဲ့ပြည်ပနိုင်ငံတွေကအထင်သေးရှုံချပြီးနှာခေါင်းရှုံလိုက်မယ်လို့သူကအဲ့ဒီလူရဲ့အပေါ်မှာဖော်ပြထားတာပေါ့ဒီမှာတော်တော်များများကဟိုဆွေမျိုးတွေပဲချမ်းသာသွားတာများတာဟုတ်ကဲ့ပညာတတ်အရင်းကြီးတွေကကြတော့ မရှိသလောက်ဖြစ်သွားတယ်ဟုတ်ကဲ့ကိုခင်မြရအောင်ဗာမြဖတ်ပြဒီမှာကတော့ကျွန်တော်ဒီမန္တလေးအကြံဖက်မှုကိစ္စနဲ့ပဲဗျမြန်မာနိုင်ငံ၏ဒုတိယစီးပွားရေးမြို့တော်ဖြစ်သည့်မန္တလေးမြို့တော်တွင်အကြံဖက်မှုများကာကွယ်ရန်နဲ့လုံခြုံရေးတိုးမြင့်ရန်တရားညွှန်ကြားချက်မရှိသေးကြောင်းမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှရုံးသူရဲမှုကြီးဦးစောမင်းဦးက The Voice တို့ပြောကြားသည်အခင်တာအဖွဲ့ကမြန်မာနဲ့အိန္ဒိယတို့ကိုဥတီပြီးအကြမ်းဖက်လှုပ်ရှားမှုများပြုလုပ်မိဟု ချိန်ကြောက်ထားသည့်ဗီဒီယိုမိန်ကွန်းများထွက်ပေါ်လာခြင်းကြောင့်မန္တလေးတိုင်းဒေသကြီးအတွင်းလုံခြုံရေးတိုးမြင့်ထားခြင်းရှိမရှိကိုဆက်သွယ်မေးမြန်းထားတာဗျ။ဒီမှာကအေခေရာဖွဲ့တဲ့မြန်မာနဲ့အိန္ဒိယအကြမ်းဖက်လုံဆောင်ရန်အစီအစဉ်ရှိလျက်ရှိနေသည်ကိုသတင်းနဲ့ပတ်သက်၍အတည်ပြုနိုင်ခြင်းတော့မရှိသေးဘူးပေါ့။နိုင်ငံတော်မှာအမျိုးသားလုံခြုံရေးတဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေရှိပါတယ်။ဒီအဖွဲ့အစည်းတွေကဒီသတင်းသာမှန်ကန်မယ်ဆိုရင်တိုင်းဒေသကြီးကိုညွှန်ကြားလာမှာပါ။ ခုထွက်လာတဲ့သတင်းတွေကလည်း AKR ကောင်းဆောင်ရဲ့လို့ဘယ်သူမှအတိပြုနိုင်ခြင်းမရှိသေးဘူးလို့ဒုတိယရဲမှူးကြီးဦးစော်မင်းဦးကဆိုလိုက်ပါတယ်။ကျွန်တော်အနေနဲ့ကတော့ချက်ချင်းပါလုံမယ်ဆိုတာမပြောနိုင်သေးဘူးလို့ဒါတာနေဆက်လုံးနေဝင်ကြီးကတော့ပြောသွားတယ်ဗျ။ဟုတ်ကဲ့ပါ။ဒီမှာပါပြောထားလဲဆိုတော့အာဖဂန်နစ်ပါကစ္စတန်နိုင်ငံတွေချစ်တီလှုပ်ရှားနေသော AKR အကြမ်းဖက်စစ်သေးကြများသည့်မြန်မာနဲ့အိန္ဒိယတို့ဆက်လက် UTV အကြံဖတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းစတင်ပါလ3ရက်နေ့ကကျင်းပသောစစ်သွေးကြလှရှားသူများ online forum တွင် AK ရာအဖွဲ့ခေါင်းဆောင် I mind Azawari ဟီဒီကနေပြီးတော့ပြောကြားသွားတယ်လို့ဒီမှာတော့ရေးထားတယ်ဗျ။သမင်းဦးအနေနဲ့အောင်ဟုတ်ကဲ့အခုတခါတော့ဒီ7 day daily သတင်းစာထဲမှာဖော်ပြထားတဲ့အကြောင်းမြတ်လုပ်ငန်းရှင်အချို့ကိုတဲ့ KIA ကခေါ်တွေ့တယ်။ဒီဖားကန်ကြောက်စိန်လောက်ွက်တွေကိုပြန်လဲခွင့်ပြုခဲ့ခြင်းနဲ့ဆက်လင်းပြီးသူတို့တွေနဲ့ရင်းရင်းနှီးနှီး ဆက်ဆံရေးရှိတဲ့ကုမ္ပဏီအချို့ကိုတဲ့ KIA တက်မဟာနှင့်လောက်ခံတရင်6ကခေါ်ယူတွေ့ဆုံပြီးကုမ္ပဏီတွေရဲ့သဘောထားအမြင်တွေကိုတဲ့မေးမြန်းခဲ့ခြင်းဖြစ်တယ်လို့ KIA ကိုထိတ်တန်းကောင်းဆောင်တူကဒီ7 day ကိုပြောကြားရပါတော့ ခင်တဲ့သူတွေကိုခေါ်ပြီးသဘောထားမေးတာပါမလာမနေရမဟုတ်ပါဘူးလို့အဲ့ဒီပုဂ္ဂိုလ်ကပြောပါတယ်တဲ့ဒီလိုတွေ့ဆုံရမှာလက်ရှိနိုင်ငံရေးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအခြေအနေရတိုက်ပွဲများဖြစ်ပွားနိုင်မှုနဲ့ပတ်သက်ပြီး KI နေနေနဲ့အာမခံချက်မပေးနိုင်သေးကြောင်းနဲ့ကုမ္ပဏီတွေရဲ့အမြင်စိုးရိမ်ပူပန်မှုတွေကိုမေးမြန်းခဲ့တယ်လို့ KI ကသတင်းရရှိထားတယ်တဲ့ကျွန်တော်တို့ဘက်ကတော့ကြောက်စိမ်းလောက်ွက်တွေကိုပိတ်လဲမပိတ်ထားပါဘူးတဲ့ဖွင့်လဲမဖွင့်ထားပါဘူးအရင်ကလည်းကျွန်တော်တို့ကပိတ်ထားတာမဟုတ်ပါဘူးလို့အဲ့ဒီ KI ကို ထိပ်ပိုင်းခေါင်းဆောင်ငါပဲဆက်ပြောရဲပေါ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကချင်ပြည်နယ်ကြောက်မြတ်လုပ်ငန်းရှင်များတင်းကိုဆက်သွယ်မေးမြန်းရသူတို့အနေနဲ့ခီးဝေးထွက်နေလို့အသေးစိတ်ကိုမသိရှိရဘူးလို့ဒုတိယဥက္ကရာဦးလာခရီလာအောင်ကပြောကြရဲပေါ့ဖားကန်ကြောက်စိမ်းလောက်ွက်တွေကိုပြန်လည်ဖွင့်လှစ်ရမှာတဲ့ဆက်ကြေးကောက်ယူမှုတွေမပြုလုပ်ဖို့ KIA ကိုအကြောင်းကြားထားတယ်လို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်းတင်ရရှိပါတယ်တိုက်ပွဲတွေကြောင့်နှစ်နှစ်ကျော်ပိတ်ထားတဲ့ဖားကန်ကြောက်စိမ်းလောက်ွက်တွေကိုတူးဖို့အစိုးရကနေပြီးခဲ့တဲ့စက်တင်ဘာလကနေစပြီးခွင့်ပြုလိုက်တာပေါ့နော် ဟုတ်ကဲ့ရှင်ဒီမှာတော့ကျွန်တော်ဒီ daily level မှာပဲဗျယခုနေ့၈လအတွင်းရန်ကုန်တိုင်းဒေသကြီး၌ညာပိုင်းလမ်းကူးသူနဲ့လမ်းလျှောက်နေသူများရင်တိုက်ခံရမှုကြောင့်တေဆုံးသူ20ကျော် ရှိတယ်လို့ဒီမှာတော့ရေးထားတယ်ဗျယခုနေ့၈လအတွင်းရန်ကုန်တိုင်းဒေသကြီး၌ညာပိုင်းလမ်းလျှောက်နေသူများနဲ့လမ်းကူးသူများအားရင်တိုက်ခံရမှုကြောင့်တေဆုံးခဲ့သူ20ကျော်ရှိလာပြီဖြစ်ပြီးဒဏ်ရာရရှိသူ100ကျော်ရှိကြောင်းအမှတ်1ရင်ဒိန်းရဲတပ်ဖွဲ့ ခွဲမှုရုံမှာတည်ရပါတယ်ဟုတ်ကဲ့ယခုနှစ်ဇန်နဝါရီမှာအော်ဂုံးလာဒီညပိုင်းအချိန်များနဲ့လမ်းလျှောက်နေသူများရင်တိုက်ခံမှုကြောင့်တေဆုံးတန်ရရှိသည့်ဖြစ်စဉ်အရေအတွက်ပေါင်း130ကြိမ်ရှိခဲ့တယ်လို့ဒီမှာတော့ဖော်ပြထားတယ်။ညပိုင်းအချိန်များတဲ့လမ်းကူးသူအချို့နဲ့လမ်းလျှောက်နေသူအချို့ရင်တိုက်ခံရသည့်နေရာအများစုမှာမင်းလင်းရောင်မရှိသည့်နေရာများနဲ့မင်းလင်းရောင်အသင့်တင့်ရှိသောနေရာများနဲ့အများဆုံးဖြစ်ပွားနေကြောင်း ရင်တန်းရဲတစ်ဖွဲ့ရုံမှာတည်ရပါတယ်။ဟုတ်ကဲ့ပါရှင်။အခုကတော့ဒီမှာ7 day ထဲမှာတော့ကတ်တုန်းလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဟုတ်ကဲ့ဗျ။အမ်ဆာမျက်နှာ6မှာဖော်ပြထားတာပေါ့။အဲကတ်တုန်းရေးဆွဲတဲ့လူကတော့တီဟစခန်းတဲ့တဲ့။အလူတယောက်ကကျတော့ရင်နှွေးချမ်းထိုင်တောင်းတယ်ဖြားလေးပေါ့။အနောက်ကလူတယောက်ကလာမေးတယ်သူကပါတော့။ဘာဘာလဲများမေးတာ။အဲဘာမေးလဲဆိုတော့ ဂျားဖြတ်အစိုးရဆိုတာဘာလဲယင်တဲ့ဒေါ်လာဖြစ်ဖြစ်နဲ့ပြန်ပြီးကြည့်လိုက်တယ်မင်းဒါလေးတော့မသိရကောင်းလားပေါ့အဲမေးတဲ့လူကတ်တော့ဆရာရဲ့အဲမဲ့တော့ဘာပြောလဲဆိုတော့အထက်ကချပေးတဲ့ဘတ်ဂျက်တွေကိုအောက်ကိုအကုန်မချပေးပဲဂျားနေပြီးတော့ဖြတ်ဖြတ်ရိတ်တဲ့အစိုးရရဲ့လူတွေကိုပြောတာနေမှာပေါ့တဲ့အဲလိုမျိုးရေးထားတယ်ကတ်တော့ဆရာကသူ့ရဲ့ဟိုဟုတ်ကဲ့ပါကတ်တော့ဆိုတာကလည်းဒီခေတ်စနစ်ရဲ့ဖြစ်ပျက်နေတဲ့အခြေအနေကိုတင်ပြတာဆိုတော့တပတ်ထဲနဲ့ထိတိမိမိတင်ပြနိုင်တဲ့ဟုတ်ကဲ့ကတ်တော့မျိုးပေါ့နော်ဟုတ်ကဲ့ဒီကတ်တော့လေးကိုဖတ်ပြရင်လည်း ဒီကနေ့ထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေရဲ့စိတ်ဝင်စားဖို့ရာသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးနေတဲ့အစီအစဉ်ပထမပိုင်းကိုရန်နာလိုက်ပါရရှင်။ကြည့်ရှုအားပေးနေကြတဲ့ DBB ပရိသတ်ကိုကျေးဇူးတင်ပါတယ်ရှင်။